စတုထအကျိန်မျက်နာစုံကြီးစီဝေးကြီးရဲ့နောက်ကမှာကဘာကြီးကိုအတိမပေးသေးတဲ့လုံးဝထုတ်မပြောသေးတဲ့ဇလန်းကြီးတစ်ပုတ်ရှိနေခဲ့ပါတယ်။ရှီကျင်းဖြင့်ဟာသူ့ရဲ့ယာရုတွေကိုစွန့်လွတ်အရှုံးပေးလိုက်ရပါပြီ။ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့အုပ်စုကအောင်ပွဲခံလိုက်ပါပြီ။ဒါကြောင့်အခုအရေးကြီးဆုံးမေးခွန်းကတော့သူ့နေရာကိုဘယ်သူစက်ခံတက်လှမ်းလာမလဲဆိုတာပါပဲ။ပြီးတော့ဒီကောင်းဆောင်မှုအစ်စ်ကတရုတ်နိုင်ငံကိုဘယ်လိုလမ်းကြောင်းတက်စီကိုဥဆောင်ခေါ်သွားမလဲ။ ပေကျင်းမျိုးရဲ့အလွန်မင်းမျောလင့်ဆောင်သားခဲ့ကြရတဲ့20ကြိမ်မြောက်ဘဟုကော်မတီရဲ့သရုတ်ထအကြိမ်မျက်နှာဆုံးကြီးအစည်းအဝေးကြီးဟာအခုဆိုရင်ပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့တရုတ်ပြည်ရင်းပြည်ပကလူသန်းပေါင်းများစွာစောင့်မျှော်နေကြတဲ့အလွန်ပြင်းထန်တဲ့အာဏာအပြောင်းအလဲကြီးကတော့ဖြစ်မလာခဲ့ပါဘူး။အခုချိန်မှာရှင်းလင်းနေတဲ့အချက်တခုကတော့ချီချင်းဖြင့်ဟာစစ်တပ်ပေါ်မှာသူ့ရဲ့ချုပ်ကင်မှုကိုလုံးဝဆုံးရှုံးသွားခဲ့ပြီဆိုတာပါပဲ။ဒါပေမဲ့အပေါ်ရမှာတော့သူဟာသူ့ရဲ့တရားဝင်ယာဒူးကြီး၃ခုပါတီအစိုးရစစ်တပ်ကိုဆက်လက်ဆုတ်ကင်ထားတော့မှာပဲ။ ဒါဆိုတကယ်တမ်းမှာဘာတွေဖြစ်နေတာလဲစီချင်းဖြင့်ဟာအာနာကိုဆက်လက်ကုတ်ကဲထားနိုင်တော့မလားဒါမှမဟုတ်တကားပိတ်စီဝေကန်တွေရဲ့နောက်ွယ်မှာသူ့ရဲ့အာနာရီအားလုံးအကျွမ်းမဲ့ရုပ်သိမ်းခံလိုက်ရပြီလားပြုပြင်ပြောင်းလဲရေးသမားတွေရဲ့အုပ်စုကဒီနောက်ဆုံးတိုက်ပွဲမှာရှုံးနိမ့်သွားခဲ့တာလားဒါမှမဟုတ်လုံးဝထင်မှတ်မထားတဲ့အရာတစ်ခုခုများဖြစ်ပျက်သွားခဲ့လေသလားဒီနေ့ဗီဒီယိုမှာဒါတွေအားလုံးကိုတင်ဆက်ပေးသွားပါမယ်ဇဒုဒ္ဓကျိမျက်နှာဆုံးကြီးစီဝေကြီးရဲ့အတွင်းပိုင်းကနေရရှိထားတဲ့သတင်းအချက်အလက်တွေဟာ ပေကျင်းရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တွေကတခုပေါ်မှာဖုံးလွှမ်းထားတဲ့အရာတွေကိုနောက်ဆုံးမှာတော့ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။၂၀ချိန်မြောက်သရုတ်ဒမျက်နှာစုံကြီးစီဝေးကြီးဟာပေကျင်းကအပြင်ကိုကျင်ညာခဲ့တယ်လို့မဟုတ်ပါဘူး။တရယဝင်ကောင်းကြီးပိုင်းတွေမှာတော့၁၅ချိန်မြောက်၅နှစ်တာစီမံကိန်းကိုပြန်လည်တုံးသက်ဖို့ဆိုပြီးဖော်ပြခဲ့ပေမဲ့ဒီစီမံကိန်းဟာအစကတည်းကအပိသက်အတီးပြုတ်ထားပြီးသားဖြစ်ပါတယ်။ကျုံနဲ့ဟိုင်းလို့ခေါ်တဲ့တရုတ်ကောင်းဆောင်ပိုင်းနေထိုင်ရာအတွင်းကတကယ့်တိုက်ပွဲအစ်စ်မှန်ကတော့ပါတီရဲ့ရှေ့ဆက်သွားမယ့်လမ်းကြောင်းအပေါ်မှာဖြစ်ပွားခဲ့တာပါ။ဒါဟာ1988ခုနှစ်က ။တမိုင်းဝင်တတရချင်းမျက်နှာစုံကြည့်အစည်းအဝေးကြီးတုန်းကလိုပါပဲ။နောက်တစ်ကြိမ်မော်စီတုံးရဲ့အစွန်ရောက်လက်ကျန်အမွေနှစ်တွင်တဲ့အတူတိန်ဆောင်ဖင်ရဲ့ပြည်ပြင်ပြောင်းလဲရင်းနဲ့တကားဖွင့်လမ်းကြောင်းကြားကကြီးမားတဲ့ထိတ်တိုက်တွေ့ဆုံမှုကြီးတစ်ခုပါပဲ။အော်တိုဘာလ20ရက်နေ့အစည်းအဝေးစတင်တဲ့နေ့မှာပါတီရဲ့အကြီးတန်းကောင်းဆောင်ဝမ်ကြားပေါင်ဟာဗဟုပါတီဆုံးဖြတ်ချက်ချရေးနဲ့ညှိနှိုင်းရေးအဖွဲ့ကိုယ်တော်လှယ်ဟာထရပ်ပြီးပေါ်လစ်ဘူရိုဖွင့်ဝင်တိုင်းကိုသူတို့တူဦးချင်းစီရဲ့အစီရင်ခံစာကိုအစည်းအဝေးအပြည့်အစုံထံတင်သွင်းဖို့တောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့အင်အားချိနဲ့နေပြီဖြစ်ပေမဲ့ သူ့ရဲ့ယာရုတွေကိုစုပ်ကင်ထားတော့ဖြစ်တဲ့ရှီကျင့်ဖြစ်အောင်မှရှေ့ကနေဆန်ဒမူနာပြဖို့တောင်းဆိုခြင်းခံခဲ့ရပါတယ်။ဒါဟာတမိုင်းမှာတစ်ခါမှမဖြစ်ဘူးတဲ့မြင်ကွင်းတစ်ခုပါပဲ။ရှီကျင့်ဖြစ်ဟာအရှေလျားသုံးသောကိုကိုကိုဝေဖန်သုံးသပ်မှုတစ်ခုကိုတင်ပြခဲ့ရပါတယ်။သူဟာ20ကြိမ်မြောက်ပါတီညီလာခံပြီးမှသူကျူးလွန်ခဲ့တဲ့အမှားယွင်းကြီးများဇက်တိုက်ဖြစ်ပွားခဲ့မှုကိုဝန်ခံခဲ့ရပါတယ်။အဲ့ဒီအမှားရရဲ့အရင်မြစ်ဟာသူ့ရဲ့တက်တန်းကိုတိုးမြင့်ခွင့်ပေးခဲ့တဲ့ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ချက်ကနေစတင်ခဲ့တယ်ဆိုတာကိုပါခြေရာခံဝန်ခံခဲ့ရပါတယ်။ သူဟာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့အထွေထွေတွင်းရေးမှုချုပ်ယာရုနဲ့ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌယာရုတွေကနေနှုတ်ထွက်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။အဲဒီနောက်မှာတော့တယောက်ပြီးတယောက်လီချန်ချိုင်ချီနဲ့တခြားပေါ်လစ်ဘူရိုဖွဲ့ဝင်23ယောက်စလုံးဟာစင်မြင့်ပေါ်ကိုတက်လာပြီးသူတို့ရဲ့ကိုပိုင်ဝန်ခံချက်တွေကိုဖတ်ကြားခဲ့ကြရပါတယ်။စစ်တပ်ကစကားပြောခဲ့တဲ့ကျန်းယိုရှားကတော့သူ့ရဲ့မျက်စိမိတ်ထောက်ခံခဲ့မှုကိုဝန်ခံခဲ့ပါတယ်။ရှီကျင်းဖင်ရဲ့တတိယမြောက်တက်တန်းကိုလုံခြုံအောင်လှုပ်ဆောင်ရမှာသူပါဝင်ခဲ့တဲ့အခမ်းကဏ္ဍဟာပါတီရောလက်နက်ကိုင်တပ်ဖွဲ့တွေကိုပါ ဆိုးရွားတဲ့ပျက်စီးထိခိုက်မှုတွေဖြစ်စေခဲ့တယ်ဆိုတာကိုဝန်ခံသွားခဲ့ပါတယ်။လီချန်ပါဝင်းကောင်းဆောင်များပြားဟာမျက်ရည်များပင်ကျခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။သူတို့ဟာစုပေါင်းကောင်းဆောင်မှုဆိုတဲ့မူကိုမထိမ့်သိမ့်နိုင်ခဲ့ပဲတပါတီတယောက်တည်းအာဏာရှင်စနစ်ထွန်းကားလာတာကိုမတွန်းလှန်နိုင်ခဲ့ကြတဲ့အတွက်ပါတီကြီးတစ်ခုလုံးနိုင်ငံရေးလမ်းမစီကိုဥတီသွားစေခဲ့တယ်လို့ဝန်ခံခဲ့ကြပါတယ်။အဲဒီနောက်မှာကျန်းယိုရှာကအဆိုတစ်ခုတင်သွင်းခဲ့ပါတယ်။အဲ့ဒါကတော့လာမယ့်ပါတီညီလာခံအသင့်မကျင်းပခင်အထိပေါ်လစ်ဘူရိုအမြဲတမ်းကော်မတီရဲ့နေရာမှာဝန်ကြားပေါင်းဥဆောင်တဲ့ ဟုပါတီဆုံးဖြတ်ချက်ချရေးနဲ့ညီနိုင်ရေးအဖွဲ့ကယာယီအစိုးထိုးအစားထိုးတောင်းဝင်ယူဖို့ပါပဲညီနိုင်ရေးအဖွဲ့ကလည်းရှီကျင်းဖင်ရဲ့နှုတ်ထွက်လာကိုတရားဝင်လက်ခံအတည်ပြုခဲ့ပြီးဗိုလ်ချုပ်ကြီးလူယန်ကိုစစ်ပတ်ဆိုင်ရာကိုယ်တိုင်အဖြစ်ထပ်မံထည့်သွင်းခဲ့ပါတယ်ဆွေးနွေးမှုများစွာပြုလုပ်ပြီးနောက်မှာတော့ဗဟိုကော်မတီအစည်းအဝေးအပြည့်စုံကနေဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်ရှီကျင်းဖင်ဟာအထွေထွေအတွင်းမှုချုပ်အဖြစ်ကနေအနားယူရမယ်ဝိုင်ယန်က၂၁ကြိမ်မြောက်ညီလာခံအထိယာယီအထွေထွေအတွင်းမှုချုပ်အဖြစ်တာဝန်ယူရမယ်လူယန်ကဗဟိုစစ်ကော်မရှင်ကိုယာယီဦးဆောင်ရမယ် တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်မှုအတွက်လာမယ့်ညီလာခံအထိပေါ်လစ်ဘူရိုအပြောင်းလဲလုံးဝမလုပ်ရ။အနှစ်ချုပ်ရရင်စရုပ်ထအချင်းမျက်နှာဆုံးကြီးအစည်းအဝေးကြီးဟာတာမန်ပြည်ရင်းအစည်းအဝေးတစ်ခုထက်အများကြီးပုံမှုကြီးကျယ်တဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။ဝမ်ကြားပေါင်ရဲ့လမ်းညွှန်မှုအောက်မှာဒါဟာနိုင်ငံရေးလမ်းကြောင်းမှန်ပြန်လဲတက်မှတ်ပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာတနင်္လာရဲမှာစုပုံနေခဲ့တဲ့အာဏာကိုပြန်လဲမျှကြည်ညှိပေးမဲ့တမိုင်းဝင်အလှည့်ပြောင်းကြီးတစ်ခုဖြစ်သွားခဲ့တာပါပဲ။ဝမ်ကြားပေါင်ရဲ့ပြောကြားချက်အရ၁၈ချိန်မြောက်ပါတီညီလာခံအပြီးမှာ စတင်ခဲ့တဲ့အကျင့်ပြတ်ခြားစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုဟာအစပိုင်းမှာတော့မရှိမဖြစ်လိုအပ်ခဲ့ပါတယ်။ဒါပေမဲ့၁၉ချိန်မြောက်ညီလာခံလကိုရောက်တဲ့အခါမှာတော့ဒါဟာနိုင်ငံရေးလက်နက်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။စီကံထိန်းသိမ်းရေးဆိုတဲ့ကောင်းစဉ်အောက်ကနေနိုင်ငံရေးပြိုင်ဘက်တွေကိုရှင်းလင်းဖယ်ရှားရေးဆိုတဲ့အခြေအနေစီကိုရောက်သွားခဲ့ပါတယ်။ရလကတော့ပါတီတွင်းမှာအကြီးအကျယ်ဖိအိုဖျဲဖြစ်ပွားမှုတွေပါပဲ။ဒါကြောင့်ဝန်ကြားပေါင်ကဒါကိုမဖြစ်မနေပြန်လဲတဲ့မဲ့ရမယ်လို့ဆိုခဲ့တာပါ။သူကဗဟိုကော်မတီကိုစီလုံးညီညွတ်မှုဟာအရေးကြီးဆုံးပဲလို့ပြောခဲ့တယ်။ပါတီဟာ ၁၁ကိုယ့်ရဲ့အမှားတွေကိုဝန်ခံရမယ်၂အစွမ်းရောက်ဘယ်တန်လမ်းစဉ်ကိုဆွံ့လွတ်ရမယ်၃ပြုပြင်ပြောင်းလဲရင်းနဲ့တကားဖွင့်လမ်းစဉ်စီကိုပြန်သွားရမယ်၄ပြီးတော့စီဝါရေးဖွံ့ဖြိုးတိုးတက်မှုကိုပဲနိုင်ငံတော်ရဲ့အဓိကမူဝါဒဖြစ်ပြန်လည်သတ်မှတ်ရမယ်ဝန်ကြားပေါင်းကနောက်ထပ်အရေးကြီးတဲ့အမိန့်တစ်ခုကိုလည်းထုတ်ပြန်ခဲ့ပါတယ်အဲ့ဒါကတော့ရှီကျင်းဖင်ရဲ့ပါတီခေါင်းဆောင်နဲ့ဗဟိုစစ်ကော်မရှင်အကြီးအကဲယာရုတွေကနေနှုတ်ထွက်မှုကိုထိတ်တန့်လျှို့ဝှက်ချက်အဖြစ်သတ်မှတ်ထားပူပါပဲဘလို့ပုံစံနဲ့လျှို့ဝှက်ရမလဲဆိုတော့လွန်ခဲ့တဲ့၁၀စုနှစ်များစွာက ဟွာကော်ဖုန်းနှုတ်ထွက်ခဲ့တော့ကင်တွယ်ခဲ့တဲ့ပုံစံတိုင်းအတိအကျလှုပ်ဆောင်ဖို့ပါပဲ။ဘ ഹു ကော်မတီဖွဲ့ဝင်အပြည့်စုံနဲ့အရန်တပ်ဖွဲ့ဝင်တွေပဲတီးခွင်ရရှိပြီးတော့ဘလို့စာရက်စာတမ်းအမှတ်တမ်းမှဖြန့်ဝေခြင်းမပြုလုပ်ရပါဘူး။ဒါကြောင့်ပေကျင်းရဲ့တရားဝင်သတင်းထုတ်ပြန်ချက်ဟာလုံးဝကွဲပြားခြားနားတဲ့ဇလန်းတပုတ်ကိုပြောပြခဲ့တာပါ။အပြင်ကဘာအတွက်တော့ပြောင်းလဲသွားတယ်လို့မထင်ရပါဘူး။ဒါပေမဲ့အမှန်တရားကတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီ။စရုပ်ထအချင်းမျက်နှာစုံကြီးအစည်းအဝေးကြီးပြီးမှရှီကျင်းပြင်ဟာပါတီအစိုးရနဲ့စစ်တပ်ပေါ်မှာ သူ့ရဲ့ထိန်းချုပ်မှုအလုံးကိုလက်လွတ်လိုက်ရဖို့မျှော်လင့်ရပါတယ်။ကြာရှိနေတာကတော့တရားဝင်အခမ်းအနားဆိုင်ရာကိစ္စတွေပါပဲ။သူ့ရဲ့ခန်းကဏ္ဍကိုဆက်လက်တရုတ်ဆောင်နေရတဲ့ရုတ်တရုတ်လိုတင်ကြေတာတစ်ခုလိုပုံကူတူတာဖြစ်ပါတော့တယ်။ပေကျင်းဟာဒီသတင်းကိုအပြင်းမပေါက်ကြအောင်အသေးအတန်စူးစမ်းထိန်းသိမ်းနေချိန်မှာပြန်ပြင်လို့မရတော့တဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုတော့ရှိနေခဲ့ပါတယ်။အဲဒါကတော့ရှီချင်းပြင်းရဲ့နှုတ်ထွက်မှုဟာစန္ဒလျောက်ဖြစ်ခဲ့တာကြောင့်လီခေရှန်ရဲ့တေဆုံးမှုကိစ္စနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုသာဝရအပီးတိုင်မြုပ်နှံလိုက်တော့မယ်ဆိုတဲ့အချက်ပါပဲ။ ဒါဟာနိုင်ငံရေးအပေးအယူတစ်ခုဖြစ်ခဲ့ပုံရပါတယ်။ဒီအချက်ကပဲအခုလူတိုင်းမေးနေကြတဲ့မေးခွန်းစီကိုကျွန်တော်တို့ကိုခေါ်ဆောင်သွားပါတယ်။သူ့နေရာကိုဆက်ခံဖို့ပြင်ဆင်နေတဲ့ဝမ်ယန်ဆိုတာဘာတူလဲ။ဘာဖြစ်လို့ဒီလိုအဆုံးဖြတ်ပေးရမယ့်အကူပြောင်းကာလာကြီးမှာသူ့ကိုရွေးချယ်ခဲ့ရတာလဲ။ဒီစီဇန်ရဲ့ကျန်တဲ့အပိုင်းတွေမှာတော့ကျွန်တော်တို့ဝမ်ယန်ရဲ့ဇလန်းကိုအစကနေပြန်ပြီးခြေရာခံကြည့်ကြပါမယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာဝမ်ကြားပေါင်ကနှစ်ပေါင်းများစွာတိုင်အောင်တမင်တကာစနစ်တကျမွေးမြူထားခဲ့တဲ့သူ့ရဲ့ဆက်ခံသူဖြစ်နေခဲ့လို့ပါပဲ။ ဝမ်ရံကိုအန်ဟွေပြည်နယ်လို့လူတိတိတ်မများတဲ့နေရာကနေနိုင်ငံရေးဇက်ခုံအမြင့်ပေါ်ကိုဆွဲတင်ပေးခဲ့တာသူ့ရဲ့နိုင်ငံရေး၆လမ်းတစ်ခုလုံးကိုမြေပုံချပေးခဲ့တာဟာဝမ်ကြားပေါင်ပါပဲသူဟာဝမ်ရံကိုဗဟိုအဆင့်အတွေ့အကြုံရဖို့အတွက်ပေကျင်းကိုပို့ခဲ့တယ်ပြီးတော့သူ့ရဲ့ခေါင်းဆောင်နိုင်စွမ်းကိုတက်တည်ပြဖို့အတွက်ခြုံချင်းနဲ့ကွမ်တုံးပြည်နယ်တွေကိုစိတ်လွှတ်ခဲ့ပါတယ်တကားပိတ်စည်းဝေးတွေမှာဆိုရင်ဝမ်ကြားပေါင်ကဝမ်ရံကိုသူယုံကြည်ရသောပြုပြင်ပြောင်းလဲရေးဝါဒီအမွေဆက်ခံသူလို့တောင်ခေါ်ပေါ်ခဲ့ပါတယ်ဒါပေမဲ့နိုင်ငံရေးဆိုတာက ကိုဒီဇိုင်းဆွဲထားတဲ့အတိုင်းရှာရှာပါပါလိုက်နာတတ်ပါတယ်။2012ခုနှစ်18ကြိမ်မြောက်ပါတီညီလာခံပြီးမှပြိုင်ဆိုင်နေတဲ့အုပ်စုတွေကြားတွေကအပေးယူလုလိုက်ရတဲ့ကိုသလေလောင်းဖြစ်ရှီကျင်းဖင်ကထွက်ပေါ်လာခဲ့ပြီးအထွေထွေအတွင်းရေးမှူးချုပ်ရောနိုင်ငံတော်ဥက္ကဋ္ဌရာထူးကိုပါယူအားယူသွားခဲ့ပါတယ်။ကွန်မြူနီလူငယ်အဖွဲ့အုပ်စုကိုကိုစားပြုတဲ့လီခဲရှန်ကဝင်ကြီးချုပ်ဖြစ်လာခဲ့ချိန်မှာအုပ်စုတွေရဲ့ပြိပခါချာမှာညက်သွားခဲ့တဲ့ဝန်ရံကတော့ခြံလှက်ခံခဲ့ရပါတယ်။ပေါ်လစ်ဘူရိုအမြဲတမ်းကော်မတီတဲကိုဝင်ခွင့်မရပဲ သူဟာစီးပွားရေးရာတွေကိုကြီးကြပ်ရတဲ့ဒုတိယဝန်ကြီးချုပ်ဖြစ်တာတာဝန်ပေးခြင်းခံခဲ့ရပါတယ်။ဝန်ကြားပေါင်းရဲ့ဂယူးတဆိုင်ရေးဆွဲခဲ့တဲ့အစီအစဉ်ကြီးဟာမျက်စိတမိတ်အတွင်းမှာပြိုလဲသွားခဲ့ရပါတယ်။ဒါပေမဲ့တမိုင်းရဲ့ထူးဆန်းတဲ့အလှည့်ပြောင်းကမကြခင်မှာပဲပြန်ရောက်လာခဲ့ပါတယ်။တချိန်ကသူတို့ရဲ့တွေးခေါ်တွေကြောင့်ဘေးဖယ်ခံခဲ့ရတဲ့ပြုပြင်ပြောင်းလဲရေးသမား၂ယောက်ဟာပုံးလိန်နားကိုတဖြည်းဖြည်းပြန်လဲရောက်ရှိလာခဲ့ပါတယ်။အတွင်းသတင်းတွေအရရှီကျင်းဖင်ရဲ့ဩဇာအာဏာအားနည်းသွားပြီးနောက်မှာဝန်ကြားပေါင်းဟာဗဟိုပါတီဆုံးဖြတ်ချက်ချရင်းနဲ့ ညှိနှိုင်းရေးအဖွဲ့ရဲ့အကြီးအကဲဖြစ်လာခဲ့ပြီးဝိုင်ယန်ကတော့ယာယီအထွေထွေတွင်းမှုချုပ်ဖြစ်တောင်းဝင်ယူဖို့ပြန်လည်မြင့်တက်လာခဲ့တာပါပဲမကြသေးမီကအမေရိကန်ကိုတွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်းမှာတော့ဝင်ကြီးချုပ်လီချန်ကဝိုင်ယန်ရဲ့ဟိုးရှင်ကပြောခဲ့တဲ့စကားတခုကိုပြန်လည်ကိုးကားခဲ့ပါသေးတယ်အဲ့ဒါကတော့တရုတ်နဲ့အမေရိကန်ကိုအိမ်အောင်ကြနေတဲ့ဇနီးမောင်နှံနဲ့နှိုင်းရှင်ခဲ့တာပါပဲဒီမှတ်ချက်စကားတွေဟာပေကျင်းတွင်းကအပြောင်းလဲဖြစ်နေတဲ့အာနာချိန်ဝင်ရှာအကြောင်းထင်ကြီးပေးမှုတွေကိုပြန်လည်မိမွေးပေးလိုက်တယ်လို့ပါပဲ။ တရုတ်နိုင်ငံရဲ့ထိပ်တန်းနိုင်ငံရေးကောင်းဆောင်တဦးဖြစ်လာခဲ့တဲ့ဝမ်ယန်ရဲ့ဘဝခရီးလမ်းဟာဆင်းရဲဒုက္ခနဲ့စတင်ခဲ့ပြီးပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်တွေနဲ့ပြည့်နှံ့နေခဲ့ပါတယ်။ဝမ်ယန်ကို1955ခုနှစ်မှာအန်ဝေးပြည်နယ်စူချိုမြို့ကဆင်းရဲတဲ့ရွာလေးတွေအမှာမေးဖွားခဲ့ပါတယ်။ဖခင်ကငယ်စဉ်မှာဆုံးပါသွားခဲ့တာကြောင့်အသက်၈နှစ်သားအရွယ်ကလေးကမိသားစုအတွက်လက်တွန်းလှည့်ဆွဲပြီးရုန်းကန်ခဲ့ရသူပါ။ရွာသားတွေကသူ့ကိုရှင်တဲကနေလူလဲထလာခဲ့သူလို့တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။အသက်၁၈နှစ်အရွယ်မှာအထက်တန်းကျောင်းကထွက်ပြီး ဒေသခံအစားတောက်ဆက်ယုံမှာအလုတ်ဝင်ခဲ့ရာကနေဇွဲနဲ့လုံလာကြောင်းနှစ်အနေငယ်တွင်အလုတ်ယုံမန်နေဂျာဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဘွားအလှည့်ပြောင်းကတော့ဒုတိယတိုင်းပင်ကြီးတယောက်ရဲ့သမီးဖြစ်သူကျူးလီနဲ့လက်ထပ်လိုက်တဲ့အချိန်ပါပဲ။ဒီလက်ထပ်ပွဲဟာသူ့ကိုနိုင်ငံရေးနယ်ပယ်စီတွန်းပို့ပေးခဲ့ပါတယ်။1986ခုနှစ်မှာကေတာလေ့ကျင့်ရေးကျောင်းမှာအတွေးခေါ်ပညာသင်ကြားပို့ချခဲ့ရပြီး1989ခုနှစ်မှာဘိုဟိုပါတီကျောင်းမှာနိုင်ငံရေးစီးပွားရေးပညာလေ့လာခွင့်ရခဲ့ပါတယ်။1982ခုနှစ်ကနေ1984ခုနှစ်အတွင်းမှာ ကွန်မြူနီလူငယ်ဖွဲ့မှအလှမြန်ယာရုတက်လာပြီးရဲရင်တဲ့ပြုပင်ပြောင်းလဲရေးသမားအဖြစ်နာမည်ရလာခဲ့ပါတယ်။1988ခုနှစ်အသက်33နှစ်အရွယ်မှာဝမ်ရန်ဟာထုံလင်းမြို့ရဲ့မြို့တော်ဝင် ဖြစ်လာခဲ့ပြီးတရုတ်နိုင်ငံရဲ့အသက်အငယ်ဆုံးမြို့တော်ဝင်အဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။ဒီအချိန်ဟာတိုင်းပြည်ရဲ့စီးပွားရေးမတည်ငြိမ်မှုတွေမြင့်တက်နေတဲ့ကာလဖြစ်ပါတယ်။ TMN အရေးခင်ပြီးနိုင်ငံရေးအရာနောက်ပြန်ဆုံနေခြင်းမှာတော့ဝမ်ရန်ကနိုင်ငံရေးလာရကိုစန့်ကျင်ခဲ့ပြီး1992ခုနှစ်မှာဗဟိုချုပ်ကင်တဲ့စီမံကိန်းစနစ်ကိုအဆုံးသတ်ဖို့တောင်းဆိုတဲ့ ထုံလင်းမျိုးနိုးထလော့ဆောင်းပါးကိုထုတ်ဝေခဲ့ပါတယ်။သူ့ရဲ့ရဲလင့်ရဲရင်ပွင့်လင်းမှုဟာထင်ရှားတဲ့ပြည်ပင်ပြောင်းလဲရေးကောင်းဆောင်တင်းရှောင်ဖင်ရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်။1992ခုနှစ်တောင်ပိုင်းခီးစဉ်အတွင်းမှာဒန်ကဝမ်ယန်ကိုကိုယ်တိုင်တွေ့ဆုံခဲ့ပါတယ်။တင်းရှောင်ဖင်ရဲ့ယုံကြည်မှုနဲ့အတူ1993ခုနှစ်မှာဝမ်ယန်ဟာအသက်38နှစ်နဲ့အန်ဟွေးပြည်နယ်ရဲ့အသက်ငယ်ဆုံးဒုတိယအုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပါတယ်။2006ခုနှစ်အလွန်ဆိုးရွားတဲ့မိုးခေါင်မှုဖြစ်ပွားစဉ်တောင်သူဈေးတစ်ခုကိုသွားရောက်ရမှာသူ့ရဲ့လက်ထောက်တစ်ယောက်က ဈေးတဲ့မျိုးသမီးကိုခေါင်းဆောင်တဲ့စကားပြောကိုမတ်တက်ရခိုင်းခဲ့တဲ့အဖြစ်ပြက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။လူအများရှိမှပဲဝန်ရံဟာဈေးတဲ့ရဲ့တောင်းတဲ့ကငရုတ်သီးစိမ့်တောင်းတထောင်ကိုဆွဲယူပြီးလက်ထောက်ကိုပြစ်ပေါက်လိုက်ရင်ဘာဖြစ်လို့တာမန်ပြည်သူတွေကငါတို့နဲ့စကားပြောကိုမတ်တက်ရရမှာလဲ။ငါတို့ကပြည်သူတွေရဲ့အစီအကံလေးကွ။တကယ်တမ်းမတ်တက်ရရမှာငါတို့ဖြစ်ရမှာလို့ညံ့နာလုပ်ခဲ့ပါတယ်။2008ခုနှစ်မှာလည်းခြုံချင်းမျိုးကနမေကျော်တန်ဖိုအိမ်အရေးခင်းဟာသူ့ရဲ့အုပ်ချုပ်မှုပုံစံကိုတက်တည်ပြခဲ့ပါတယ်။မြို့ပြစီမံကိန်းအတွက်အိမ်ဖယ်ပေးဖို့ငင်းဆန်တဲ့ လင်းများတစ်စုံကိုအင်အားသုံးဖြိုဖျက်မဲ့အစားဝန်ရံကပွင့်လင်းမြင်သာမှုနဲ့ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းမှုအမိန့်ပေးခဲ့ပါတယ်။ဒီဖြစ်စဉ်ကအင်အားသုံးခြင်းထက်ညှိနှိုင်းမှုကိုတန်ဖိုးထားတဲ့ခေါင်းဆောင်တဦးဖြစ်ဝန်ရံကိုပို့ပြီးထင်ရှားစေခဲ့ပါတယ်။၂၀၀၉ခုနှစ်မှာဝန်ရံဟာကွမ်တုံးပြည်နယ်ရဲ့ပါတီအတွင်းရေးမှူးဖြစ်တာဝန်ပြောင်းရွှေ့ခဲ့ရပြီးဒါဟာနိုင်ငံအဆင့်ခေါင်းဆောင်တွေအတွက်အရေးပါတဲ့စမ်းသပ်ခံကွင်းတစ်ခုဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာဗန်နာရေးအကျက်တဲနဲ့တိုက်ဆိုင်နေချိန်မှာဝန်ရံဟာတန်ဖိုးနဲ့အလုပ်သမားအင်အားသုံးထုတ်လုပ်မှုတွေကိုဆက်လက်စုကင်ထားမဲ့အစား ကွမ်တုံးရဲ့စီးပွားရေးကိုအဆင့်မြင့်နေမှုနီးပညာမြင့်ထုတ်လုပ်မှုစီဥတည်စေတဲ့မူဝါဒတွေကိုစတင်ခဲ့ပါတယ်။ဝန်ရရဲ့ဘဝမှာဆုံးဖြတ်ပေးခဲ့တဲ့အခိုက်အတန့်ကတော့2012ခုနှစ်ကဝူခန်အရေးခင်းပါပဲ။ရွာသူရွာသားတွေကအကျင့်ပြတ်ဒေသခံအရာရှိတွေမြေယာရောင်းစားမှုကိုဆန္ဒပြခဲ့ကြတဲ့အချိန်မှာထုံးစံအတိုင်းရဲနဲ့နှိမ်နှင်းမဲ့အစားဝန်ရံကပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခွင့်နဲ့နောက်ဆုံးမှာဒေသခံခေါင်းဆောင်တွေကိုအစားထုတ်ဖို့လွတ်လပ်တဲ့ရွာသူကြီးရွေးကောက်ပွဲကိုပါခွင့်ပြုခဲ့ပါတယ်။ဆယ်စုနှစ်များစွာအတွင်းမှာပထမဆုံးအကြိမ်ဖြစ်လူမှုဆန္ဒပြပွဲကို ဒီမိုကရေစီနီးကြဖြည့်ရှင်းဝင်ပြုခဲ့တဲ့ဝန်ရံရဲ့ဆုံးဖြတ်ချက်ဟာပြည်ရင်းပြည်ပမှာအကြီးအကျယ်တုံ့လှုပ်စေခဲ့ပြီးသူ့ကိုပါတီရဲ့ပြုပြင်ပြောင်းလဲရေးအတောင်ပံကဥဆောင်ပုဂ္ဂိုလ်အဖြစ်တစိုက်ခန့်နှိမ့်လိုက်ပါတယ်။ဒါပေမဲ့လည်းကြံစီမဲအုပ်စုကတမနာယာဒူးတွေရှီချင်းဖျင်ကိုထောက်ခံခဲ့တာကြောင့်ဟူချင်းတောင်နဲ့ဝန်ကြားပေါင်းလို့စီစဉ်ခဲ့တဲ့ဝန်ရံကိုဝင်ကြီးချုပ်နေရာဆက်ခံတင်မဲ့အစီအစဉ်ဟာလုံးဝပြတ်စီသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဝန်ရံဟာတရုတ်ပြည်သူနိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။တချိန်ကဝင်ကြီးချုပ်ဖြစ်မျှော်မှန်းခံခဲ့ရတဲ့သူအတွက် ါဟာအလှပြရာထူးတစ်ခုဖြစ်လာခဲ့ပါတယ်။ရှီချင်းဖင်ကအာနာကိုစူးစီးလိုက်ချိန်မှာပွင့်လင်းမှုကိုရှာဖွေတဲ့ဝမ်ယန်လိုပြုပြင်ပြောင်းလဲရေးသမားတွေရဲ့ခန်းကဏ္ဍဟာတဖြည်းဖြည်းမိမ့်မိန်ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။ဒါပေမဲ့လည်း2024ခုနှစ်အလယ်လောက်မှာရှီချင်းဖင်ကျမ်းမာရေးအကျက်တဲတစ်ခုကြုံတွေ့ခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ချိန်မှာနိုင်ငံရေးချိန်တွေဟာရုတ်တရက်ပြောင်းပြန်လန့်သွားခဲ့ပါတယ်။ဝမ်ကြားပေါင်းဦးဆောင်တဲ့အကြီးအကဲပြုပြင်ပြောင်းလဲရေးဝါဒီအကြီးအကဲများကဝမ်ယန်စီ၃ချိန်တိုင်တိုင်သွားရောက်စီးရုံးခဲ့ပြီးနိုင်ငံရေးလော့ကာတွေကိုပြန်လာဖို့တိုက်တွန်းခဲ့ကြပါတယ်။ တွန်းဆုတ်စွာနဲ့ပဲဝန်ယံဟာသဘောတူလိုက်ပြီးရှီကျင်းဖျင်အလွန်ခက်ရဲ့ဗဟုအချက်ချာပုံကိုတူဖြစ်ပြန်လဲပေါ်ထွက်လာခဲ့ပါတော့လေတချိန်ကဘေးဖက်ခံခဲ့ရတဲ့ပြည်ပြင်ပြောင်းလဲရေးသမားများဖြစ်တဲ့ဝန်ကြားပေါင်တဲ့ဝန်ယံတို့ဟာအခုခါတရုတ်ရဲ့အာနာဗဟုချက်စီပြန်ရောက်လာပြီးနိုင်ငံရေးနာကတ်တွေပွင့်လင်းမှုနဲ့ပြည်ပြင်ပြောင်းလဲရေးကိုဥတီတဲ့ငြိမ်းချမ်းသောအသွင်ကူးပြောင်းမှုတစ်ခုကိုအတွင်းကနေလမ်းညွှန်ပေးနိုင်မဲ့တမိုင်းဝင်အခွင့်အရေးတစ်ခုကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ